ားလုံးမင်္ဂလာပါရှင်။ကျွန်မဒီတစ်ခေါက်တင်ဆက်ပေးချင်တာကတော့ဆရာစောကြီးဘာသာပြန်ပေးထားတဲ့နင်လာဟဲ့ချစ်ဒုက္ခနဲ့အချောင်းဝတ္ထုတူများတွေကကျွန်တော်နဲ့ပလီထရုဆိုတဲ့အပိုင်းပဲဖြစ်ပါရဲ့ရှင်။ပလီထရုကျွန်တော်ဤမိကလေးပလီထရုသူ့ကိုယ်သည်ခန့်ငင်နေတာသူ့အမွေးသည်နှုတ်လဲနှုတ်၍ချောလဲချောသည်နှုတ်သည်မှာဂုံပုံဟုထင်ရသည်ချောသည်မှာအယုမရှိဟုထင်ရသည် မဟုရမှန်ရောင် နက်မောင်လှက်ပြောင်းသောသူ့မျက်လုံးနှလုံးသားလင်ပထုံးတစ်ကောင်ကဲ့သို့မောင်ကျော်သည်ကျွန်တော်သည်ပေတရိုကိုချီမထားလွတ်ထားသည်ထိုအခါမျက်ခင်းရှိရာသို့သူသွား၍ပန်းနီနီပန်းဝါဝါပန်းပြပြတို့ကိုသူ့နှဖူးနှင့်ပုတိပုတ်တပြပါသည်ပီပီလည်းမထီမထီပဲလည်းမရှိမထီတထီသာဖိတ်သားလေးပေတရိုရေဟုကျွန်တော်ကခေါ်လိုက်သောအခါသူရောက်လာသည်လေးဖက်ကြလှလှပပသူပြေးလာသည် ရီရီမောမောပျော်ပျော်ရွှင်ရွှင်ပြေးလာတဲ့ကဲ့သို့ဖြစ်သည်သူစိတ်ကူးနှင့်သူမျိုးကပြေးလာတဲ့ကဲ့သို့ဖြစ်သည်ကျွန်တော်ကြွေးသမျှကိုသူစားပါသည်ပန်းလိမ်ပေါ်သည်သူအကြိုက်ဖြစ်သည်ပရင်းရောင်စပြစ်မွေးလဲသူအကြိုက်ဖြစ်သည်ကြောက်တလင်းရောင်အချိုရီဆုတဖန်သည်လဲသူအကြိုက်ဖြစ်သည်ပလေထရိုသည်တားငယ်ပေါက်ခွေကဲ့သို့နူးညံ့၍ချစ်စရာကောင်းသည်တမင်းငယ်မခွေကဲ့သို့နူးညံ့၍ချစ်စရာကောင်းသည်တို့ရတွင်ကြောက်ခဲကဲ့သို့မာသည်ခိုင်သည် တနင်္ဂနွေနေ့များတွင်မြို့စွန်လမ်းမြောင်များ၌သူကိုကျွန်တော်စီးသွားလေရှိသည်ထိုအခါတန့်တန့်ပြင်းပြင်းဝှစားထားကြသော အနည်းအနာကရွာသူရွာသားတို့သည်လမ်းပေါ်၌အေးအေးဆေးဆေးလေးလေးကန်ကန်သွားလာနေရမှခြေလမ်းတန့်၍သူကိုငေးကြည့်ကြသည်တမနိခဲပါတကားဟုလဲဆိုကြသည် ဟုတ်ပါသည် လေတို့သည်တမနိခဲပင်ပရာပေါင်းတမနိခဲပင်တော်ပန်ဖြူဖြူမုတ်ချုပ်ခါနေလာပြီး ဂျပန်စီးနှင်းကြလာပြန်သည့်ဖြစ် လောကဒတ်တစ်ခုလုံးသည်ခရမ်းရောင်အပေါင်းတန်း၍မိုင်းလာသည်အဝေးကဖျားเจ้าမျိုးစင်စီတွင်မိရောင်တို့ကိုမြင်ရသည်အစိမ့်လိုလိုခရမ်းလိုလိုမိရောင်တို့ဖြစ်သည်နင်းဝေဝေ မိုက်မုံမုံတွင်တလှက်လှက်တောင်းနိုင်ကြပါပေသည်ရွာအပြင်လမ်းတစ်လျှောက်တွင် အမောင်ရိတ်ကြရာတို့လည်းရှိကြသည်ခေါင်းလောင်းပန်းလမ်းဆန်းရာတို့လည်းရှိကြသည်မြက်ခင်းနှင့်တင်းပြန့်ရာတို့လည်းရှိကြသည်ဂီတတန်တာတီးတီရာတို့လည်းရှိကြသည် လူမောစိတ်မောဖြစ်ရလို့လည်းရှိကြသည်တတောင်းတာဖြစ်ရလို့လည်းရှိကြသည် ရင်းတို့ကိုကျွန်တော်ဖြတ်တန်းခဲ့ရပါပြီရွာအဝင်တို့ကျွန်တော်နဲ့ပလီတရိုရောက်လာကြသောအခါ လူညူညူတယောက်ရုတ်တရက်ပေါ်လာသည်ကက်ပုတ်ထုံနဲ့ဖြစ်သည်တန်တုပ်တစ်ချောင်းလေးပါလာသည် လူညူညူသည်မိသွေးအိတ်ပုံအချာတဲပုတ်တဲကုတ်တစ်ပါးမှဆင်းလာသည် သူဖွာလိုက်သောဆေးလိပ်တူမှရဲခနဲနေလာသောဆေးလိပ်မိကြောင့်ဝင်းခနဲနေသွားသော သူ့မျက်နှာအယုတ်ဆိုးကိုမြင်လိုက်ကြရသည်။ပလီသူတို့ခမရွံ့၍တွတ်သွားရှာသည်။ဟေးရက်လိုက်စမ်းမင်းချင်းောင်းတွေကရောင်းစရာတွေပါလာသလား။ဟောဒီမှာကြည့်ပါခမရတော်ပန်းဖြူဖြူတွေသာပါပါတယ်။လူညိုညိုသည်ပလီသူတို့ဤကျောပေါ်ကချင်းောင်းထဲသို့တန်တုတ်ထိုးထဲကဝေ့ကြည့်မည်ဟုပြောပါသည်။ကျွန်တော်မတားပါ။ရင်ကုန်းနှင့်အိတ်ကိုပင်ဖွင့်ပြလိုက်သည်။ရောင်းစရာဘာကိုမျှသူမတွေ့ပါ။ထို့ကြောင့်ချင်းောင်းထဲက လွမ်းချင်စရာတို့သည်လွတ်လွတ်ကျွတ်ကျွတ်ရွာဝင်ခွင့်ရခဲ့ကြသည် မုန်သားမဆိုရဘဲရွာဝင်ခွင့်ရခဲ့ကြပါသည် အကောက်အရာရှိတို့အားအကောက်အခွန်မပေးဆောင်ရဘဲရွာဝင်ခွင့်ရခဲ့ကြပါသည်သူဥယင်ဖေ့သားပရိသတ်တို့ထောင်နာချူငါမသိခင်မင်းသိခဲ့သောချစ်မြသူမရှိသောမိစင်ရဲ့မြင်းစင်ရဲ့ခွေးစင်ရဲ့တို့ကဲ့သို့မင်းမြေမကြစေရလေချမ်း၌တင်လာ၍ ရှွန့်တော်ဝက်တော်တဲ့သူမင်းကိုပြစ်မချပါတောင်တက်လန်းအောက်ကကြောက်သေးသူမင်းကိုပြစ်မချပါမောက်ထားသောလေးပြက်လေးစုဤနန်ယူနန်တောင်တို့ကဲ့သို့မင်းနန်ယူအပြိုင်ပြိုင်ပေါ်နေကြအောင်မင်းကိုပြစ်မထားပါတော်ကြီးကန်းတို့ကိုမထိုးစေရမစိတ်စေရမစွာစေရပါတနင်းကလေးနေ့များတွင်ထင်းရှူးစံမိဖောက်စားရင်ထင်းရှူးတော်တို့တော်ကြသောကလေးများမြင်ရင်အထိတ်တလက်မဖြစ်ကြရအောင်မြောင်းထဲ၌တောက်နေသောကိုနှင့် ဖူးဖူးရောင်နေသောကိုနှင့်မင်းအော်မနေစေရပါဖေသားပလေးတို့ထောင်နာချိုမင်းတောင်တွင်းမြောက်တွင်းတွေး၍ပူမနေပါနဲ့မင်းအကြိုက်ဖြစ်သောလာပိညာဥယင်ထင်းယူပင်ချေရင်၌မင်းကိုငါကောင်းစွာမြုပ်နှံတကြွယ်ပါမည်ထိုအခါမင်းအနီအနာတွင်စိတ်ချမ်းမြေ့စရာတို့သည် ရှိကြမည်သာပျော်စရာတို့လည်းရှိကြမည်သာကလေးတို့သည်မင်းပဝင်ခြင်းတွင်ပျော်ပျော်ပါပါကစားကြပါလိမ့်မည် မင်းကလေးတို့သည်မင်းအပါတွင် ခွေးချေတို့မှထိုင်၍အဝတ်အင်ကြီးတို့ကိုပါတီချုပ်လုပ်ကြပါလိမ့်မည်။ငါလာ၍ချမ်းမြေသားယာတိကပြားတို့ကိုရွဆူသောအခါမင်းမမိတတိယလာပါလိမ့်မည်။လိမ်ပေါ်ပင်အရိတ်တန်း၌အဝတ်ဖွတ်တတ်ကြသောမင်းမပြူတို့၏တေးတန်ချွချူသည် မင်းကိုဖြောပြေးပါလိမ့်မည်။ရေတွင်ထင်း၌တက်တက်ဖန်ဖန်ရေပုံကျူးလှုပ်တန်သည်မင်းကိုချော့သိပ်ပါလိမ့်မည်။ အမင်းပြောရာထင်းယူပင်ထိတ်တီးရိတ်သား၌ဒေါ်စာတို့နံပြီးဆုတ်တို့သည်ချူတီးတန်ကျွဲအမိုးငယ်ကိုတနှစ်ပတ်လုံးရက်လုတ်ကြပါလိမ့်မည် မောကွာရွာအချက်ကရှုမြင်မစိုးမိုးကောင်းကင်၏ပြလှဲ့လှဲ့နေလာနှင့် တိတ်ဆိတ်ငိမ့်သက်အိတ်ဆက်မထမင်းဘဝကိုဇက်ကြားနိုင်ဖြစ်ပါစေတည်းစုသေးသေးစစ်ချက်မြေတို့ဝင်လာစဉ်ပလေထရိုသည် ထုတ်နှင့်ထုတ်နှင့်ဖြစ်လာပါသည် ကျွန်တော်သည်ရက်ကြီးနေရာမှထိုင်လိုက်၍ဘယ်လိုဖြစ်လာတာလဲလူကလေးရဲ့ဟုမေးပါသည်ထိုအခါလေတရိုသည်သူ့ရှေ့ခြေတစ်ဖက်ကိုအနေငယ်မှ၍ပြပါသည်ထိုခြေသည် သူ့ထုတ်နှင့်ထုတ်နှင့်နင်းလာသောခြေဖြစ်သည်သူရှောက်လာစဉ်ကတော့သူ့ခွာသည်ဒဲလန်းပူပူလောင်လောင်ကိုမထိနိုင်ဖြစ်လာသည် သူ့အတွက်ကျွန်တော်စိုးရိမ်လာမိသည် သူကကုနေကြရွာစည်းသမားအဖိုးအိုဓာပွန်ထက်ပို၍စိုးရိမ်မိသည် သူဒုစစ်ကိုကြွေး၍သူ့ချစ်ဘဝကိုကျွန်တော်ချိလိုက်သည်လှလှလှနီးရဲနေသည်သူ့ချစ်ဘဝတွင်ညစင်းရောင်ဓမြောင်ငယ်စိုက်နေတကဲ့သို့စူစိမ့်စိမ့်ရှိရှိတေးသေးလေးစိုက်နေသည်ကိုမြင်ရသည်သူဝေဒနာခံစားနေရသည်ကိုကျွန်တော်မရှုရသဖြင့်စုကလေးကိုဆက်ခနဲဆွဲနှုတ်လိုက်ရသည်ထို့နောက်ကမုံးဝါချောင်းငယ်သို့သူ့ကိုခေါ်သွားသည်ကမုံးတက်ချောင်းရည်စီသည် သူ့ရှာတေးတေးရှိရှိဖြင့်ဆူးဆူးရသို့ရက်ပေးနိုင်အောင်ဖြစ်သည် အတန်ကြာသောအခါကျွန်ုပ်နှင့်ပလီထရိုသည်ပင်လယ်ဖြူဖြူပွေးပွေးစီသို့သွားကြသည်ကျွန်တော်ကရှေ့ကသွားသည်သူကအနောက်ကလှိုက်သည်ထို့နှင့်ထို့နှင့်နင်းလျက်ပင်လှိုက်လာသည်ကျွန်တော်ဤပခုံးကိုသူ့ဦးခေါင်းဖြင့်အသာအသာတုကတွန်းကလှိုက်လာသည်လူရသည်အလှကလေးတို့သည်ပလီထရိုနှင့်ဆော့ကစားရင်းချင်းယူတန်ချောင်းသို့ဆင်လာကြသည် အတန်ကြာသောအခါရီကမောကမိကလေးကို ပြန်ခေါ်လာကြသည်မိကလေးသည် ရွှေဝါရောင်ခေါင်းလုံးပန်းတို့ကိုကြောပေါ်တင်လျက်လေးဖက်ကြပြေး၍လိုက်လာသည်ချောင်းကံပါ၌ရှိနေစဉ်ကတော့မိုးကောင်းကင်တိမ်ပြေးမှ ရွှေချီငွေရီဆွဲချလိုက်တဲ့ကဲ့သို့မိုးပြေးရွာပါသည်ထို့အခါသူ့တကိုယ်လုံးရွှဲရွှဲဆူခဲ့ပါသည်ထို့ကြောင့်သူ့ကြောပေါ်ကခေါင်းလုံးပန်းများမှရေတစက်တစက်ကြာနေစေဖြစ်သည်ပြောစရာရှင်စရာ လွမ်းစေရပါပြီ။ရေဆိုပန်းပိုးလာသောမြစ်ကလေး၏တွန်တန်ပင်လင်၊ตาရွ၍လွမ်းမတက်ဖြစ်ရသည်။သူ့ဦးခေါင်းသည် မကြာခဏဆိုသလိုတလှုပ်လှုပ်။နောက်ပြန်လဲကမိယာပန်းပွင့်တို့ကိုဆွဲ၍ဝါစာပါသည်။ထို့အခါသူ့တရေဖြူဖြူဖွေးဖွေးနှင့်နောသွားသည့်ပန်းရွှေဝါတို့သည် သူ့ပါဇက်မှတအောင်လောက်တွဲလဲဆွဲ၍တခဏမျှတန်လန်းကြနေရမှသူ့ဝမ်းပိုက်သေးသေးလေးထဲသို့ ချောချောမောမောဝင်သွားကြပါလိမ့်သည်ပလီတရိုရေပန်းပွင့်စား၍ဝမ္မနာတတ်သူကိုပြပါဆိုရင်မင်းကိုပြရမည်သာလူဦးရသည်ညနေပိုင်းသည်မရေရာပါနေပူမိုးရွာလင်းတကားပိန်တလဲခဏခဏပြောင်းပါသည်ထွန်ရှုခင်းသည်ပလီတရိုဤမျက်လုံး၌အထင်းသာပေါ်နေသည်အနောက်ဖက်စီ၌လည်းတိမ်ပကြီးနင်းစီသွေးပေါက်မိုးပြေတို့သည် ကောင်းကင်တွင် အထုံးပြေ၍ကြွေကြလာကြသည်ကိုမြင်လိုက်ပါသေးသည် လွှမ်းမြောက်ရင်းလမ်းဘေးကပန်းကလေးများ၏အလှထိုအလှ၌ငေးမိုးမိနေရမှကျွန်ုပ်၏မျက်စိသည်ငဲ့ငဲတကောင်စီသို့ရောက်သွားသည်ငဲ့ငဲသည်ဝင်းဝင်းပပလှပါပေသည် မျက်ခင်ပြင်စိမ့်ဆူဆူတွင် ဖြူညိုနီရောင်အတောင်ဖြန့်ကထပြန်၌အတောင်ရုပ်ကဆင်းနှားလိုက်ပြုနေပါသည် ကျွန်တော်တို့သည်ခြေသမကြားအောင်အသားအရာနှင်း၍သူ့နောက်သို့လိုက်ကြည့်ကြသည်ကျွန်တော်ကအရှိကသွား၍ပလီထရူကအနောက်ကလိုက်သည် ဤသို့ဖြစ်ကျွန်တို့သည်တိရိတ်ကြရာအောက်ရေကန်ခတ်သေးသေးသို့ရောက်လာကြသည် ရေကန်အနီးတွင် မာယာဆန်းပြကောင်ကလေးတစုကြော့ထောက်ထားသောညွတ်ကွင်းကိုတွေ့ကြသည်ညွတ်ကွင်းအနီးတွင်တနာစရာ တိမ်ငိမ့်ငှက်မှကလေးသည် သူ့အတောင်ကပင့်ပေးသမျှသာပြန်တက်လိုက်ရှာသည်ပြန်တက်လိုက်တိုင်းမတန်ပေးသည် သူအတန်ကြောင့်သူ့မောင်သူ့အကိုတို့ညွတ်ဝင်း၌တူးမိကြမည်ကို သူမသိရှာပါမတန်ပေးမြေပေးနေပါသည် နနက်ခင်းသည်ပြလှဲ့လှက်ကောင်းကင်အောက်တွင်ကြည်လင်ရွှင်ပြနေသည်ညွတ်ကွင်းထောင်ထားရာတောက်ရေကန်နှင့်တခေါ်လောက်ဝေးသောနေရာ၌ထီယူပင်တပင်ရှိသည်ထိုအပင်ဤထိပ်ပြားတွင်ညက်တအုပ်သည်ညက်တပင်ခံနေကြသည်ဖြစ်ရာညက်တေးတန်တို့သည် တခါတရံဝေးသွား၍တခါတရံနေလာသည်တို့ရတွင်တိရွက်လှိုင်းဤကလေးများလူးလွန်သွားအောင်မြူးထူးလိုက်သောလေညင်းတွင်ချူချူအေးအေးတာတာယာယာမြည်နေလျက်သားဖြစ်သည်ဖျားဖျား ဘလူးစိတ်တပတ်စိတ်တို့နဲ့နီလွန်ကတ်လွန်လှသောတန်ဆုံတီဝိုင်းဖြစ်နေပါပြီကျွန်တော်သည်ပေထရိုဤဂျောပေါ်တို့တက်သည်ထို့နောက်ထင်းယူပင်စီတို့ရောက်အောင်သူ့ကိုချီးဖြစ်တို့၍နင်းလိုက်သည်ပေထရိုကလည်းလေးဖက်ကြနင်း၍ခတ်တုတ်တုတ်သွားသည်ထင်းယူပင်ဤတည့်ရွက်စိမ်းအမိုးအောက်သို့ရောက်ကြသောအခါကျွန်တော်သည်လက်ခုပ်တဖြောင်းဖြောင်းတီးသည်တခြင်းအော်ဆိုသည်အတန်ကုန်ဖြစ်သည် ကျွန်တော်တက်ကူးသွားလေသလားမသိ လီထရူကလည်းတွန်ပါလေသည်ဆူဆူရှာရှာတွန်သည်ထက်ခါထက်ခါတွန်သည်ရည်တွင်းထဲမှပဲ့တင်တဲ့ဟိတ်ထွက်လာတဲ့ကဲ့သို့ကျွန်တော်တို့ဤအတန်သည်ထင်းယူတော်တစ်ခုလုံးတွင်ပဲ့တင်ထက်၍ဟိမ့်သွားသည်ညက်တို့သည် အထိတ်တလန့်ထပြန်၍ညူးညူးညံ့ညံ့အတန်ပေးကတစ်ဖက်ထင်းယူတော်သို့ပြန်တန်းသွားကြပါတော့သည်အုပ်လိုက်ချီ၍ပြန်သွားကြပါတော့သည်ခက်လန့်လန့်တွင် ကောင်းကလေးတို့သည်ဒေါသထွက်လေကြသည်သူတို့ဤကျင်းတန်မောင်းတန်း ဆဲတန်စူတန်တို့ကိုကြားနေရသည်ပေတရိုသည်ကျွန်တော်ကိုကျေးဇူးတင်ခြင်းလွန်သောကြောင့်လားမသိကျွန်တော်ဤနှလုံးသားရှိရာကို သူ့ဦးခေါင်းဖြင့်တွန်းဝေဝေပါသည် ကျွန်တော်မှာအတော်နာသွားသည်လဲကလေးအိုအိုချောင်းချဲတစ်ခုတို့ကျွန်တော်တို့ရောက်လာကြသည် ကြီးစွာရွာခဲ့သောမိုးကြောင့်ချောင်းရည်သည်ပေါင်းလန်နေသည်ကုန်းပေါ်ကစပြစ်ချံအထိဖြစ်သည်ချောင်းကမ်းပါတွင် ရှင်ကျုံနုနှစ်နေသောလဲဥတစည်းကိုတွေ့ပါသည် အပြစ်တင်လာသောမြုပ်ဝန်လေးလိမ်ပေါ်ဝန်လေးတို့ကြောင့်လဲအိုသည် ရှေ့သို့လဲမတိုးနိုင် နောက်သို့လဲမဆုံနိုင်လက်မိုင်ချနေရသည်လဲအိုကိုဆွဲသောမိကလေးသည်ပလီထရိုထက်ငယ်သည်ပိန်လဲပိန်သေးသည်အင်ကြီးအစုပ်အပြည့်နှင့်မိန်ကလေးသည်သူ့မိပိန်ကလေးကိုငိုမဲ့ငိုမဲ့နှင့်ချော့၍အစွဲခိုင်းနေသည် သူ့ရင်ပတ်ဖြစ်လဲလဲပြီးကိုဖေးမှ၍တွန်ပေးရှာသည်မိပိန်ကလေးကလည်းအားရှိသမျှယုံ၍ဆွဲပါသည် ို့ရတွင်လဲအိုသည်တွတ်တုံမြမလုတ်ပါတွုံပိနေသောမိန်းကလေး၏အာမန်သည်တွုံရင်ပြော့ခွေသွားသည်နှွေရသည်လေညင်းသည်ပန်းကလေးများအကြား၌မျိုးမိကြဆုံသွားတဲ့ကဲ့သို့ဖြစ်သည်အလိုသည်ပလီထရိုဤကျောကို ယူယူရရပုတ်၍ကျိုးတက်ဆင်ပေးသည် ထို့နောက်တနားစရာမြင်းပိန်ကလေးအရှိမနေ၍လဲအိုကိုအဆွဲခိုက်သည် ချော့၍အဆွဲခိုင်းပါသည် ပလီတရိုအဖို့တစ်ချက်လောက်ဆောင်ဆွဲလိုက်ရုံမျှဖြင့်လက်အိုကြွလာ၍မြည်ပိန်ရွှေလာပါသည် ထို့နောက်ပလီတရိုသည်ရှွန့်တဲကလက်အိုကိုကုန်းပေါ်သို့ရောက်အောင်ဆွဲတင်လိုက်သည်မိန်းကလေးပြုံလာနိုင်ပါပြီငုံမဲ့ငုံမဲ့မျက်ရည်လှဲမှပေါ်လာသောအပြုတ်လှလာပင် သူပြုံးလိုက်သည်မှာညနေဆောင်ချိန်တိမ်လှိတ်တိမ်ပဲနောက်တွင်ပြက်ကွယ်သွားသောနေဝန်းသည်ဘွားခနေပြန်ပေါ်လာ၍ပွင့်လင်းဝင်းဝါလာတဲ့ကဲ့သို့ဖြစ်သည်မိန်းကလေးသည် ထို့အပြင်ဖြင့်လိမ်ပေါ်သည့်နှလုံးကိုကမ်းပေးရာကျွန်တော်လှမ်းယူ၍တလုံးကိုနှစ်သိမ့်စုအဖြစ်မြင့်ပိန်ကလေးအားဆုချလိုက်သည်ကျန်တလုံးကို ရွှေဝါစုအဖြစ်ပလီတိုအားဆုချလိုက်ပါသည်အပေါက်ခံရပြီကျွန်တော်တို့ရွာသားတစုသည်မွန်မေယာရွာကနွားချံသို့သွားရန်ပြင်နေကြသည်နွားချံ၌ရှိသောနွားပေါက်ကလေးများကို အမတ်တစိခနှိမ်ရန်ဖြစ်သည်နေမြင့်နေပြီဖြစ်တော်လဲအိမ်ဝင်းအလေကောင်ကြောက်တုံးခင်းလဟာပြင်ကွက်လက်၌ အရေးကောင်းကောင်းရသည်ထုတ်ကွက်လက်တွင်မြင့်ဟီတန်တို့ကိုကြားရသည်အမျိုးသမီးကြီးငယ်ရီချမောချသောအတန်တို့ကိုလည်းကြားရသည်ခွေးဟောင်တန်တို့ကိုလည်းကြားရသည်စုညံမစဲတသေးသေးပင်ကွက်လက်ဤတောင်တနေရ၌မြီးကလေးပလေသူကလည်းအငြိမ်မနေယူတူးရွတ်တာဖြစ်နေသည် လူကလေးပလေသူရဲ့မင်းကခက်သေးသေးမဟုတ်လားမင်းမလိုက်ပါနဲ့ကွာဟုကျွန်တော်ကချော့၍ပြောပါသည်သူမကြိုက်ပါသူနှဲ့စိုးစိုးချင်လာသည် ထို့ကြောင့်ကောင်ကလေးတယောက်ကိုခေါ်၍မင်းသူ့ကိုစီးပြီးတို့နဲ့အတူလိုက်ခဲ့ဟုပြောလိုက်ပါတော့သည်ကျွန်တော်တို့သည် မြင်းကိုစီးစီး၍လဲခွေးများကိုဖြတ်သွားကြပြီ ပြောစရာကြီးပါပဲစိတ်မြေကိုလည်းဖြတ်သွားကြရပါသေးသည်စိတ်မြေလည်းအလွန်လှပါသည်စိတ်မြေ၌စိတ်မြေရေအိုင်တေးတေးတို့သည်ကျူးတူကျဲတဲ့အနှံ့အပြားရှိသည်နေရောင်တွင်ပြုံးပြနေကြတဲ့ကဲ့သို့ပြောင်းလဲနေကြသည် ဖြန့်ကျဲထားသောမန်ကွဲများနှင့်တူလာသည် အနည်းရှိလေယဟတ်စင်မြင့်ဤအရေးသည်ဤမန်အိုင်၌လဲထင်နေ၍ထိုမန်အိုင်၌လဲထင်နေသည် ထိုထိုသောမန်အိုင်တို့၌လဲထင်နေသည်လင်းလင်းမန်မန်တန်တန်မာမာတောင်းနေကြသောမြင်းကြီးတို့ဤခွာတန်ဆူဆူညံ့ညံ့တွင်ခတ်ဆက်ဆက်ခတ်သွက်သွက်တောင်းနေသောပလီထရိုဤခွာတန်ကလေးကိုလဲကြားနေရသည် ရုတ်တရက်တနက်ဖောက်တန်လိုလို အတန်တတန်ထော်လာသည်ထိုအခါပလီထရိုဤနှုတ်သည်သူရှိကတောင်းနေသော ဖောင်းဝွေရောင်မြင်းကလေးဤတင်ပါကို တုံ့မြင့်တုံ့မြင့်ရသားဖြစ်သွားသည် မြင်းကလေးကလည်းဆက်ဆက်တိမခံပြန်ပေါက်လိုက်သည်ပလီတရိုဤရှေ့ခြေတစ်ဖက်တွင်သွေးယူစည်းလာသည်သွေးကိုမြည်သူမှဂယုမပြူမိတော့လဲကျွန်တော်ပြူမိသည်မြင်းပေါ်မှကျွန်တော်ခုံဆင်း၍သွေးတိတ်အောင်သူတန်ရာကိုမြင်းလေဆံမွေးတို့ဖြင့်ချက်စီးပေးလိုက်သည်ထို့နောက်ပလီတရိုကိုအိမ်သို့ပြန်ပို့ရန်ကောင်းကလေးကိုကျွန်တော်ပြောလိုက်ရာသူတို့တို့ဦးလှည့်ရွေပြန်ကြပါသည်ကျွန်တော်တို့ရွာစီမှဆင်လာသော ရမချောင်းချောင်းတဲပြင်တွင် တဲလက်အတိုင်းတဖြည်းဖြည်းရှောက်၍ပြန်ကြသည်လှဲ့ကြည့်လှဲ့ခြင်းနှင့်ရှောက်၍ပြန်ကြသည်နွားချံမှပြန်ရောက်သောအခါပေတရုစီတို့ကျွန်တော်သွားပါသည်ပေတရုသည်ခေါင်းငိုက်ဆိုင်ကြာနေသည် အနာနာနေစေဖြစ်သည်ဂိုင်းအဆကငါမပြောဘူးလောက်ကွာဟိုလူဒီလူနဲ့မင်းဘယ်ကိုမှသွားလို့လာလို့မဖြစ်သေးဘူးကွာဟုတ်ကျွန်တော်မှတက်မကြီးချ၍ပြောလိုက်ရပါသည်ပေတရုအနေဆာ ကောက်ရွအခင်ပေါ်တွင်ပလီတရိုခြင်ပြစ်လက်ပြက်လျောင်းနေရလေပြီပင်ပန်းလွမ်းနေ၍မျက်စိတငယ်နှင့်ဖြစ်နေသည် သူ့ကြောကိုကျွန်တော်ယူယူရရပုတ်၍စကားပြောကြည့်သည်ထူပေးမည်လဲပြုသည်ထိုအခါတနာစရာပလီတရိုသည်စက်ခနဲကုန်းထ၍ဒူးထောက်ပြပါသည်တို့ရတွင်ဒူးမထောက်နိုင်ရှာပါသူအရှိချစ်တစ်ဖက်ကို ကျမ်းပေါ်၌ကျွန်တော်ဆက်ပေး၍သူ့ကိုအသာအရာပုတ်ပေးပြန်သည်ထို့နောက် ရွာစည်းသမားဓာပုံကိုအခေါ်လွှတ်လိုက်သည်ချက်ချင်းဓာပုံရောက်လာသည်ဓာပုံသည်အံ့အားကြီးတင်၍သွားမရှိသောသူပစက်ကိုအကျဲကြီးဟလျက်နာယီချိန်တီးကဲ့သို့သူ့ဦးခေါင်းကိုရံပြပါသည်ဟန်ပါအုံးမလားဆရာသူပြန်ဖြေပါ၏တို့ရတွင်ကျွန်တော်ကောင်းကောင်းနားမလဲစိတ်ဇဝေဇဝဖြစ်နေသည်တနာဆရာပါကွာတော်တော်ဆိုးနေပြီငါမတက်နိုင်တော့ပြီသူ့ဝေဒနာလားတောက်တက်တဲ့ တစ်ဥတစ်မြစ်ချောင်းဆိုရင်လည်းဟုတ်ရဲ့မြက်တော်တွေကအညစ်အကြေးတစ်ခုခုချောင်းဆိုရင်လည်းဟုတ်ရဲ့ဒါပါပဲကွာမွန်တဲချင်းတွင်ပလီထရိုအသက်ပြောက်ပါသည်သူဂုံးပုံဝမ်းပိုက်သည်ဖောင်း၍ကဘာလုံးကဲ့သို့ဖြစ်လာသည်သူခြေတို့သည်အယောင်မရှိအစင်းမရှိတောက်နေကြပြီသူကိုယ်ပေါ်၌မွေးနှူမွေးချောလက်ခွေခွေတို့သည်ကစားစရာအယုတ်၏ပိုးစားကုံလျှော်စပင်ကဲ့သို့ထိလိုက်လျင်ကျွေးကြလာကြသည် ိတ်ဆိတ်နေသောသူ့တင်းကုတ်တွင်လိပ်ပြလှလှသကောင်သည်ထူထူအီအီအတီမရှိ နိုင်ချင်မြင့်ချင်အတီမရှိ လူလာပြန်တန်းနေသည်ပရင်းပေါက်တီးတီးမှ ထိုးဝင်လာသောနေချီတန်းကို သူ ဖြက်ပြန်လိုက်တိုင်းသူ့အတောင်ဖြူနီပြာဝါတို့သည်ဝင်းခနဲလက်ခနဲတောက်ကြသည်လိပ်ပြတစ်ခုဖြူနှုနှုယနေ့ဝန်ရင်ချင်းတွင်ကျွန်တော်သည်လပိညာဥယျံသို့သွားသည် ကလေးများနှင့်အတူသွားပါသည်။လပိညာဥယျံတွင်ပေတရုဤတင်ဆိုင်ရှိသည်။ရိတ်ကောင်းရိတ်လှထင်းယူပင်ချေရင်၌ရှိသည်။ညွေဦးရသည်လှဧပရသည်တင်ဆိုင်ပတ်လေမြေဆူဆူကိုရွှေဝါရောင်ကမုန်းပန်းတို့ဖြင့်မုံပန်းထားကြပြပါပြီ။ထင်းယူပင်ထိပ်ဖြားသည်စိမ့်စိမ့်လန်းလန်းမိုးကောင်းကင်သည်ပြန်နှံ့နှံ့စိမ့်စိမ့်လန်းလန်းပြန်နှံ့နှံ့တွင်နံပြီဆုပ်ကင်ငယ်တို့သည်တာတာတီတီတေးပလီကိုတီးဆူနေကြသည်။ တင်းတန်သားတို့သည်မွင်ရင်နေဝါနှုတ်ရောင်တွင်ချစ်ဆကျနာဆအလွမ်းကဲ့သို့ရင်းတုံနှဲ့တုံလေးဟုံစီးနေကြသည် တလန်းလုံးအော်ဟစ်စုံညာလာသောခလေးတို့သည်ပရိသူတို့၏တင်းချိုင်းမြေပုံသို့ရောက်သောအခါတိတ်သွားကြသည်သူတို့၏မျက်လုံးလှဲ့လှဲ့တို့သည်ကျွန်ုပ်စီသို့ရောက်၍အမေးအမြန်းထူလာကြသည်ကျွန်တော်သည်မြေပုံကိုကြည့်၍ခေပါလေပရိသူတို့လေးအခုအခါ၌နက်ပြေးနက်လေခွင်းတွင် မိရှိနေမည်ထင်ပါသည်အကယ်၍မင်းသည်နတ်သားနှစ်သမီးရှုမကြီးတို့ကိုမွေးနှုမွေးကျော်မိဤကျော်၌တင်၍မြူးရွှင်ပျော်ပါးဆော့ကစားနေသည်ဖြစ်လင်ငါ့ကိုမင်းမှိနေပြီပေါ့ပလီတရိုလေငါ့ကိုမင်းတတိယပါသေးဤလောပြောလိုက်ပါပြီပြောပါပြီဟုကျွန်တော်မြည်တမ်းမိပါသည်ထို့အခါကျွန်တော်တစ်ခေါက်ညမမြင်ဘူးသောလက်ပြတစ်ခုဖြူနှုတ်နှုတ်သည်ကျွန်တော်ဤအမေကိုအပြေးပေးနေသည့်အလား ရွှေဝါရောင်ကမုန်ပန်းတပွင့်မှတပွင့်သို့ပြောင်းကောင်းကူကောင်းလူလာပြန်တန်းလျက်နေပါသည်အစုံအထိလိုက်ပါနားဆင်ပေးခဲ့ကြတဲ့သူတဦးတယောက်ချင်းစီကိုအထူးအထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်နောက်အခန်းစစ်တွေကိုလည်းဆက်လက်ပြီးဖတ်ပြပေးတော့မှာဖြစ်တဲ့အတွက်စောင့်မျှော်နားဆင်ပေးကြပါဦးရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်